မြန်မာနိုင်ငံတွင်ငလင်းဘေးတလားပြည်တဲ့အထိငလင်းတဲ့မိသားစုများအနေနဲ့ယာယီတဲများတွင်ဆက်လက်နေထိုင်နေရပြီးတန်ရှင်းသောတောက်တုံးရီကျမရေးဆောင်ရှားမှုနှင့်ကကွယ်ဆောင်ရှားပြီးမှုများအလုံးလောက်များရှိနိုင်သေးကြောင်းပြည်ထမကလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNO6 မြန်မာကထုတ်ပြန်ပါသည်လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများအနေနဲ့ငလင်းဘေးတုတ်ပြန်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြပေမဲ့လူတို့တိုင်းဝိုင်းများပြည်လဲထူထောင်နိုင်ရန်အကူအညီအများပြားလိုအပ်လျက်ရှိနေသေးကြောင်း UNO6 မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသည် လက်ရှိမှာမြန်မာနိုင်ငံအလဲပိုင်းကိုထိခိုက်မှုပြင်းထန်ခဲ့တဲ့ငလင်ဘေးကြီးတင်းနေတာမှာတလာပြီးခဲ့ပြီဖြစ်ပါတယ်မြန်မာနိုင်ငံဌာနနဲ့လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှုကရမုံငွေများထပ်မံဖြည့်ဆည်းပေးရန်အကူအညီလိုအပ်နေတဲ့ဒေသခံတိုင်းဝိုင်းများထံစစ်ဆင်မပြတ်သွားရအကူအညီပေးနိုင်ရန်အခက်အခဲများဖြစ်ရုန်းကန်နေရသူများနဲ့အတူသသားတွေရက်တီကူညီကြရန်တိုက်တွန်းပြောကြားထားပါတယ်ငလင်ဘေးပြီးမြန်မာနိုင်ငံတွင်လူဦးရေ၄သန်းမှ၃သန်းကျော်တန်ရှင်သောရေနဲ့တန်ရှင်ရေးကူညီများအရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UN အုပ်ချုပ်မြန်မာကထုတ်ပြန်ပါတယ်။အဲဒီရေးတွက်ဟာငလင်ပေးမတိုင်မီလူဦးရေတတိယမတသန်းကျော်ရှိနေရမှာလေးတရမသုံးသန်းကျော်ထိမြင့်တက်လာခြင်းလည်းဖြစ်ကြောင်း UN အုပ်ချုပ်မြန်မာကဆိုပါတယ်။ငလင်ပေးကြောင်း ရေးပေးရေးစနစ်များပြည့်စည်ပြီးအင်သာအလုံးရေ4200ကျော်ပြိုကျခဲ့တဲ့အပြင်တရက်စစ်မီမမှန်ခြင်းကြောင့်ဂျေတရံလည်းအခက်အခဲရှိနေကြောင်းယခုတဲ့အခြေအနေများပိုဆိုးမလာမီငလင်ပေးတံခံရတဲ့တိခိုက်လွယ်သူတပ်တန်းကိုတန်ရှင်းတော့ရေအရေးပေါ်အင်သာနဲ့တကူရေတန်ရှင်းရေးကူညီများပေးသွားရန်လူသားချင်းစာနာတဲ့မိဖက်ဖွဲ့စည်းများကညီမထားကြောင်းသိရပါတယ်။အရေးပေါ်အမိုးကငွေသားကူညီဘေးကင်းလုံခြုံတော့ရေမေလာထောက်ပံ့မှုအစားအစာနဲ့ကျန်းမာရေးဆောင်ရှောက်မှုများဟာငလင်ပေးတဲ့ များအတွက်ချက်ချင်းလိုအပ်လျက်ရှိပြီးအတမွေးဝမ်းကြောင်းမူပညာရေးနှင့်အခြေခံစောက်အုံများပြည့်ပြည့်ခြင်းအတွက်စောလင်စွာပြည်လဲထူထောင်ရေးအရေးကြီးကြောင်း UN ဥချမြန်မာ၏မြန်မာနိုင်ငံငလျင်တုပ်ပြမှုအခြေအနေအစီရင်ခံစာအမှတ်စဉ်၃မှာထည့်သွင်းဖော်ပြထားပါသည်။မက်စလာ28ရက်ကမြန်မာနိုင်ငံမှာ ကပ်ပြီးနှစ်ထပ်ငလျင်လှုပ်ခတ်ပြီးသတင်းသုံးပတ်အကြာမှာအဆိုးရွားဆုံးထိခိုက်ခံစားရတဲ့လူမှုအတိုင်းဝိုင်းများဟာလုံခြုံသောအမိုးကရေတက်နဲ့မိလာတည်ငြိမ်သောလျှက်စင်ပြီးဂျမိုင်းဆောင်ရှောက်မှုနဲ့မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများများရှိကြသည့်ကြောင့် UNO ချမြန်မာကထုတ်ပြန်ပါသည်ရလင်းပေးကြောင့် AB 28ရက်အထိတေဆုံးသူ3980တရားရသူ9106ဦးနဲ့ပျောက်ဆုံးသူ106ဦးရှိကြောင်းနာဆာကကသတင်းထုတ်ပြန်ထားပါသည် မကြသေးမီကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပျက်စီးသွားတဲ့နေအိမ်များကိုပြက်လက်တိဆောက်ခြင်းနဲ့ပြက်လက်ထူထောင်ရေးလုပ်ငန်းများမှာနောက်ဆက်တွဲငလင်းများကြောင့်ပုံမှုခတ်ခဲနေကြောင်း UNOCHA မြန်မာကထုတ်ပြန်ပါတယ်မက်စလာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်အင်ချေ၄000ကျော်ပျက်စီးခဲ့ရပြီးလက်ရှိမှာလည်းငလင်းကြောင့်အိမ်ထဲပြန်ဝင်ရမှာကိုကြောက်နေတဲ့မိသားစုများဟာလည်းဟင်းလင်းပြင်တွင်အိပ်စက်နေကြရဆဲဖြစ်ကြောင်း UNOCHA မြန်မာကဆိုပါတယ် ဒါအပြင်ကိုလိုစီယာနေရာနဲ့အခြေခံအိမ်သုံးပစ္စည်းများလိုအပ်နေတဲ့လူကြီးဟာတပ်တန်းမှ၅ဒရမ၂တန်းထိမြင့်တက်လာနေကြောင်း UNO ချက်မြန်မာကထုတ်ပြန်ပါသည်ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့အစည်းများဟာအရေးပေါ်ခိုလုံစရာနေရာအမိုးအကအဓိကအိမ်သုံးပစ္စည်းနဲ့အကူပြောင်းကာလတွင်လိုအပ်တဲ့အကူအညီများကိုလူဦးရေ8,5,300ထံပေးအပ်နိုင်ရန်ကြိုးစားနေကြကြောင်း UNOCHA မြန်မာကထုတ်ပြန်ပါသည်။